ပကိုးမြို့မှာလင်းနစ်အရွယ်ကလေးငယ်တအိုးရထားပေါ်ကနေကျဲချတဲ့ငွေကြီးနဲ့မုတ်တွေကိုလိုက်ကောက်ရင်ကြောက်တုံးနဲ့ထိခိုက်မိပြီးသေဆုံးခဲ့တယ်လို့အနာဂတ်ကျဲပွင့်သွေးအခမဲနဲ့လူမှုကူညီရေးအသင်းထံကသိရပါတယ်။ဖြစ်စဉ်မှာအော်တိုဝါစနစ်ရဲ့ညနေပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီးပကိုးမြို့အုပ်ဖို့ကျုံရိုးရထားလမ်းပြင်မှာနေထိုင်တဲ့လင်းနစ်အရွယ်ကလေးငယ်တအိုးဟာရထားအလာမှာလေဟပ်ပြီးနောက်လန်ကြကကြောက်တုံးနဲ့ထိခိုက်မိပြီးအိုးကောင်းတရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ရထားပေါ်ကကျဲချတဲ့ပတ်စံတွေမုံတွေကိုလိုက်ကောင်ရင်ဖြစ်တာခလေးဆိုတော့ရထားအရှိန်နဲ့လေးဟပ်ပြီးလဲကျသွားတာဒံရကတော်တော်များတော့ဘကိုးစင်းယုံကနေတဆင့်မြောင်းကလာပစင်းယုံကိုကျွန်တော်တို့ပဲပို့ပေးလိုက်ရတယ်၁၃ရက်နေ့မနက်၃နိုင်လောက်မှဆုံးသွားတယ်လို့အနာကဲကျဲပွင့်သူ့ရဲ့အခမဲ့နဲ့လူမှုကွန်ရက်အသင်းကတာဝန်ရှိသူတို့ကပြောပါရယ်ဘကိုးမြို့မှာရထားလမ်းမေးနေထိုင်သူတွေဟာရထားပေါ်ကနေကျဲချတဲ့ငွေကြေးနဲ့မုတ်တွေကိုလိုက်ကောက်တာတွေရှိပြီးအသက်အန္တရာယ်နဲ့ရင်ဆိုင်ရနိုင်တဲ့အတွက်တာဝန်ရှိသူတွေနဲ့လူမှုကွန်ရက်အသင်းတွေကအဲ့လိုမပြုလုပ်ဖို့ ့နှိုးစော်လင်းရဲ့ရှေ့ကြောင်းသိရပါဗျ။ရထားလာပြီဆိုရင်ရထားပေါ်ကသူတွေကလည်းကျဲချတယ်။လမ်းမင်းမှာနေတဲ့သူတွေကလည်းလိုက်ကောက်ကြတော့အသက်အန္တရာယ်နဲ့နေလို့သတိပေးတာတွေလောက်ကြတယ်။ဒါပေမဲ့မရဘူး။အပေါ်ကကျဲတဲ့သူတွေကလည်းကျဲတာပဲလို့အဆိုပါအသင်းကတာဝန်ရှိသူကဆက်လက်ပြောပါဗျ။တည်ဆုံးခဲ့တဲ့ကလေးငယ်ဟာရထားလမ်းနှစ်ဘေးမှာနေထိုင်တဲ့မိသားစုဝင်တဦးဖြစ်ပြီးငွေကြေးချိုးတဲ့အတွက်အနာဂတ်ကျေပွင့်သူ့ရခမဲနဲ့လူမှုကွန်ရီအသင်းကစေယုံလဲပြောင်းပေးတာနဲ့စေကူတောင်းမှုအတွက်ငွေကျပ်6000ကူညီပေးခဲ့ရတယ်လို့သိရပါဗျ။